အနာသိမြန်မာစစ်တပ်အနေနဲ့2018ခုနှစ်ကနေ2025ခုနှစ်အထိဆိုအပြည့်ရကြောင်းကြီးညာတာ24ကြိမ်အထိရှိခဲ့ပါပြီစစ်ကောင်းဆောင်ကလည်းဆွေးနွေးဖို့အတွက်လမ်းဖွင့်ထားကြောင်းမကြာခဏပြောလို့ရှိပေမဲ့ဆွေးနွေးပွဲတွေဘာကြောင့်ဖြစ်မလာတာပါလဲစိုးတူအောင်ကသတင်းပြဖို့ထားပါတယ်ရှင်မရှိလနာဆက်ရှိရမှာအင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်းအာနာသိမ့်မြန်မာစစ်တပ်ကကယ်ဆယ်ရေးလုပ်ငန်းတွေလုံနိုင်ဖို့ဆိုပြီးယာယီအပြစ်ခတ်ရစဲရေးကြီးညာခဲ့ပါတယ် ဒါပေမဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်နေသလိုဧပြီ22ရက်မှာတော့အပြည့်အခရစဲအီကာလာကိုဧပြီ30ရက်အထိထပ်မံတိုးမြင့်လိုက်ပြန်ပါတယ်။ DVB ကစူးစီးရသလောက်တော့စစ်တပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်းအခုလိုအပြည့်ရဲ့အကြောင်းကြေညာတာဆက်လျှောက်ကြိမ်အထိရှိခဲ့ပါပြီ။ဒါပြင်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း2022ခုနှစ်ဇွန်လ14ရက်နေ့မှာညဉ့်ညာရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီးအသိပေးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါပြင် အနိကဆုံး2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလက်နက်ကိုင်အခွဲအားလုံးကိုတိုင်းဒါလက်နက်ကိုင်တွေအပြင်ကာဝ PDF တွေကိုပါနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနိလမြေဖြည့်ရှင်းရန်ကံလာဖိတ်ခေါ်မှုပြုလုပ်ခဲ့တာတွေ့နိုင်ပါတယ်။ဒါအပြင်စစ်တပ်အနေနဲ့အာဏာမသိမ်းခင်2018ကနေ2025ခုနှစ်ဒီကနေ့အချိန်ထိအပြည့်အကြောင်းကြေညာထုတ်ပြန်တာ24ချိန်အထိရှိခဲ့ပါတယ်။အခုလိုထုတ်ပြန်ပေမဲ့အာဏာမသိမ်းခင် တုန်းကလိုင်းနာမှုမရှိခဲ့သလို့ 2025ခုနှစ်အင်အားပြင်းငလင်လှုပ်ခတ်အပြီးမှာလဲကရှင်ပြည်နယ်ထဲမှာမြေပြင်ထိုးစစ်နဲ့လေကြောင်းဘုံကျဲတာတွေဆက်လုပ်နေတော့ပဲလို့ကရှင်လွတ်လပ်ရေးတပ်မတော် KI ဝ KI ပြန်ကြားရေးတာဝန်ရှိသူဘုံမူကြီးနော်ဘူးက DVV ကိုပြောပါရတယ်။ကျွန်တော်တို့တုံ့တွေ့ရတာကတော့ခုနပြောသလိုသူကစီမီစီကနဲ့ခြားတာ။ဆိုတော့အဲ့ဒါကိုသူတို့မလိုက်နာပဲနဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့ကိုပဲပြီးပေါက်တယ်။ဘုံမကအပြစ်ပုံတာ။အားပါပဲ။ ဒါကတော့အမဲရန်တို့ look you look thing သူသုံးသင်းလာလို့ဖြစ်နေပါတယ်ဟုတ်ဒါအမဲရကျော်တုံတွေ့ရတာဖြစ်ပါလေဒါကြောင့်မဲစစ်တပ်ရဲ့အပြစ်ရဲ့အကြောင်းပြညာချက်တွေဟာတိုင်းသားလက်နက်ကင်တွေအပေါ်အပြစ်ပုံချဖို့လှုပ်တာဖြစ်တာကြောင့်အယုံကြည်မရှိဘူးလို့ဆက်ပြောပါတယ်နိုင်ငံအင်းကြီးနဲ့ဖြည့်ရှင်းဖို့ဆိုရင်လေလွတ်လွတ်လပ်လပ်နဲ့ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးကိုဖိတ်ခေါ်ပြီး နိုင်ငံရေးဆွေးနွေးခဲ့တာမရှိတဲ့အပြင်ဆွေးနွေးပွဲဖိတ်ခေါ်ပြီးလက်နက်စွန့်ဖို့သာပြောခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ဟာအပြစ်ရဲ့အကြီးညာချက်တွေနဲ့အတူ NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့တွဲဆုံမှု62ကြိမ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့တွဲဆုံမှု25ကြိမ်နိုင်ငံရေးပါတီတွေနဲ့က22ကြိမ်ဘာသာရေးခေါင်းဆောင်တွေငြိမ်းချမ်းရေးအကျိုးဆောင်တွေ stakeholder တွေနဲ့တွဲဆုံမှုကတော့73ကြိမ်အထိပြုလုပ်ခဲ့ကြောင်းပြောထားပါဗျာ။ ဒီ2008ဖွဲ့စည်းပုံအောက်အောက်မှာဆိုရင်တော့ဒါအောင်မြင်မှုနည်းနည်းခက်တဲ့သဘောပေါ့ဒါပေမဲ့လည်းဒီဂျင်းနဲ့ကြက်တဲ့အချိန်တွေတခုတည်းကနေပဲအဲတက်နိုင်ဆုံးတော့ဒါစူးစားခဲ့ကြရတယ်အဲခီးတခုလည်းတစုံတရာတော့ဒီတော်လိုင်းအင်အားတိုင်းအနာတော်လိုင်းအင်အားစုတွေနဲ့ဒီဟိုကျွန်တော်တို့ဒီအရသာဆိုးရချားမှာတော့စုံတရာနားလည်မှုရတာတွေနောက်ပြီးတော့ဒီရင်းနှီးမှုရတာတွေဒါတွေတော့ရှိခဲ့တာပေါ့နော်ဒါပေမဲ့လည်းတေးကြတာတခုကတော့ဒီ2008ဖွဲ့စည်းပုံအောက်ကဆက်သွားမယ်ဆိုရင်လည်းအချိန်မရွေးဒီစစ်တက်ကဲ့ ပါဝါကိုအများကြီးဒီ2008ကပေးထားတဲ့အကြောင်းမလို့2008ဖွဲ့စည်းပုံခြေရန်ဥပဒေဆက်သွားရင်လည်းဒီငင်းငယ်ရတော့တာရှိခံမယ်လို့ကျွန်တော်တို့ကတော့မယုံကြည်ဘူးကြာနော်အခုငလင်းလှုပ်အပ်ပြီးကြီးညာချက်ဟာလေနိုင်ငံတကာမှာမျက်နှာရကျင်တာကြောင့်စာရွက်ပေါ်မှာအပြစ်ရပြတာဖြစ်ပြီးမြန်မာစစ်တပ်ဟာပြည်တွင်းစစ်ကြောင့်အကျိုးဖြစ်ထွန်းနေလို့ငင်းငယ်ရေးကိုတကယ်လူလားရဲ့လားဆိုတာမေးခွန်းထုတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင် အာနာသိန်းတန်တရာမလဲဘူးနဲ့ဆွေးနွေးပွဲဖြစ်မှာဖို့ဆိုရင် UNG ကပူပေါင်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးဘုံရည်တည်ချက်6ချက်အပေါ်မူတည်ကြောင်းလဲကိုနေဖုံးလက်ကဆက်ပြောပါဗျ။အဲ့ဒီ6ချက်ကိုအတူချုံးမယ်ဆိုရင်တော့ဆေးရနာသိမ်းမှုကိုဖိရှားပြီးစစ်တပ်ကနိုင်ငံရေးမှာပါဝင်တာကိုအဆုံးသတ်ဖို့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့နဲ့မတရားကျူးလွန်မှုခံရနေသူတွေတရားမျှတမှုရှိရအပြင်အသွင်ကူပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်ဖို့လိုပဲဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ